share video မှာ internet ကို ကောင်းကောင်းတုံးချအောင်ဆိုရင်ကျွန်တော်နောက်၅နှစ်မှာတခြားပေါ်နောက်တရလိမ့်မယ်ဆိုတော့ကျွန်တော်ပြောခဲ့ရပါတော့ဆိုတော့ internet ကိုတခြားအတုံးချအောင်ကျွန်တော်ဘာတွေလုပ်တင်တယ်လဲဟုတ်လားဒီမိကွန်းကဖြစ်ပေါ်လာနေတယ်ပေါ့နော်ဆိုတော့ဒီမိကွန်းရဲ့အဖြေကကျွန်တော် digital skill တွေကိုလေ့လာပါဘာလို့ digital skill ကိုလေ့လာခံလဲဆိုရင်လွန်ခဲ့တဲ့နှစ်ရာစုတွေမှာကျွန်တော် စာရေးအဖက်ကအင်မတန်ပဲအရေးကြီးတဲ့ scale set တစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ27ရာစုမှာဆိုရင်ကျွန်တော် digital scale ကအင်မတန်ပဲအရေးကြီးတဲ့ scale set တစ်ခုဖြစ်လာပါတယ် digital scale ကိုတော့မသက်သာဘူးဆိုရင်ကိုကဒီများရတဲ့ခြေပလန်းနှောင်းကြနေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ digital scale ဆိုတာဘာပေါ့ပါလဲ digital scale လို့ပြောလိုက်တဲ့ခါမှာကျွန်တော်နားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော် online ပေါ်ကနေနည်းပညာတွေကိုအသုံးပြုပြီးမှဒါအပြင် online ပေါ်မှာရှိတဲ့ application တွေအစရှိမှာကျွန်တော် online ပေါ်ကနေအလုပ်လုပ်ပေးလို့ရတယ်ဒါအပြင်ကျွန်တော်တို့လူတွေရဲ့ပြဿနာတွေကို line ပေါ်ကနေဖြေရှင်းပေးလို့ရတယ်နည်းပညာတွေကို digital skill လို့ပြောပါတယ်ဆိုတော့ digital skill ကဘာကြောင့်မလို့အရေးကြီးလာရတာလဲကျွန်တော်တို့ဒီနေ့ခေတ်မှာဆိုရင်ကျွန်တော်ကဘာတဝမ်းမှာလုပ်ငန်းတွေမှန်သမျှဆိုရင်ကျွန်တော် digital skill နဲ့ပတ်သက်တဲ့အရာတွေဖြစ်လာတယ်ဥပမာ tinder မင်တောင်ပြောရမယ်ဆိုရင် programming ဆိုရဲ skill set တခုကလည်း digital literacy digital skill တွေမှာပါတဲ့အရာတခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါအပြင်ကျွန်တော် video editing တို့ graphic design တို့အစရှိတဲ့ဒီ skill set တွေကကျွန်တော်တို့ဒီ digital လောကမှာပေါ့နော်အင်မတန်ဒီလူရဲ့ပြဿနာတွေကိုဖြေရှင်းပေးတဲ့ဤပညာတွေဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ digital skill ကအင်တန်မြေအရေးကြီးလာတယ်ဒါအပြင်အခုဆိုရင်ပေါ့နော်ကျွန်တော် AI တွေပေါ်ပေါက်လာနေတဲ့အမြဲ digital skill တွေကကျွန်တော်တို့ပုံမှန်ပပျောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့လေ့လာဖို့လိုအပ်တယ်လားသိချာဖို့လိုအပ်တာပေါ့နော်ဥမာနားလေအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ digital skill set တွေကိုတည်ထားလူတယောက်မှပဲကျွန်တော် AI ကိုဘယ်လို control လုပ်မလဲဆိုတော့အတိမာဖြစ်တယ်ပေါ့နော်ဒီဟာကိုနားလေအောင်ဥမာတစ်ခုနဲ့ပြရမယ်ဆိုရင်အရင်တော့ဆိုရင်ကျွန်တော်မိုးပေါ်ကနေရိုက်တဲ့ video shot တွေဆိုရင်ကျွန်တော်တို့ cameraman က helicopter ပေါ်မှာစီမရိုက်ရတာဖြစ်တယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော် drone တွေပေါ်လာတယ်ပေါ့နော်။ဆိုတော့ဒီ drone တွေကိုလူတိုင်းကတော့ mount တတ်တယ်။ဒါပေမဲ့ စနစ်ကြကြဟုတ်လားကျွန်တော် ရုပ်ရှင်ဆန်းဆန်းရိုက်ဖို့ဆိုရင်ကျွန်တော်ဒီကင်မရာပိုင်းပေါ့နော်ကျွန်တော်ဒီဗီဒီယို or shooting ပိုင်းတွေကိုမတည်ဘူးဆိုရင်တရားကိုရိုက်လို့ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ AI တွေဘလောက်ပဲပေါ်လာပါစေကျွန်တော်တို့ကတကယ်ကိုလိုအပ်တဲ့နည်းပညာတွေကိုလေ့လာထားဖို့လိုပါတယ်ကုတ်တင်ဆိုလည်းအဲ့လိုပဲပေါ့နော်နည်းပညာတွေပေါ်ပေါ်လာရင်များကုတ်တင်မတက်ပင်နဲ့ကုတ်ကုတ်တင်တွေရေးလို့ရတယ်လို့ပြောလာပေမဲ့ဒီကုတ်တင်ကိုမတည်ရလူတယောက်ကတခြားပေါ့ကျွန်တော်စနစ်တခြားရေးတတ်မှာမဟုတ်ပါဘူးပေါ့နော် ဆိုတော့ကျွန်တော်တို့ဘေးအားတွေကိုစားလေ့လာတင်လဲပထမဆုံးအချက်က digital skill တွေကိုစားလေ့လာမှာဆိုရင်ကျွန်တော်တို့ language ကလည်းအရေးကြီးတဲ့အခက်အခဲနဲ့ပါဝင်လာရပါတော့ဆိုတော့ကျွန်တော်တို့ကိုက language ဘက်မှာအားနည်းရဆိုရင်တော့ language ကိုအရင်ဖြည့်စီရှင်နဲ့အထူးသဖြင့်ကျွန်တော် English ပေါ့နော် English က international language ဖြစ်တဲ့ကျွန်တော်စကားပြောမှမဟုတ်ဘူးပေါ့နော်ကျွန်တော်ကြောင်းတတ်တတ်မှလေ့လာတင်တဲ့ပါတာစကားမဟုတ်ပါဘူးကျွန်တော်တို့ကိုကဘေးနည်းပညာကို လေ့လာချင်တာပဲပထမဆုံး English language ကိုလေ့လာတင်ပါတယ် โอเคကျွန်တော်အင်္ဂလိပ်ကိုလေ့လာပြီးဆိုတော့ပထမဆုံးအခြေခံဖြစ်တဲ့ကျွန်တော် digital skill ကြီးကိုအတွက်နားလည်ရလွယ်တဲ့ဟာတော့မဟုတ်လူတိုင်းအတွက်လည်းအကျိုးဝင်တဲ့ဟာမျိုးလေ့လာတင်ပါတယ်ပထမဆုံးတစ်ခုကကျွန်တော် graphic design ဖြစ်ပါတယ်ဘာလို့ graphic design ကိုလေ့လာတင်လို့ပြောရင်အခုချိန်မှာဆိုကျွန်တော် digital marketing တွေလည်းခေတ်စားလာနေတယ်အများကျွန်တော် marketing တွေလုပ်တော့မယ်ဟုတ်လားကျွန်တော် advertise တွေတော်မမှန်ကျွန်တော်ကိုယ့်ရဲ့လုပ်ငန်းအတွက် logo တွေလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ graphic designer ကအင်မတန်ကြီးအရေးကြီးတဲ့အခမ်းအနားမှာပေါ်လာဖြစ်လို့ကျွန်တော်ပထမဆုံး channel က graphic design ကိုလေ့လာသင်ပါတယ်ဆိုတော့ဒုတိယအချက်နဲ့ကကျွန်တော် video editing ဖြစ်ပါတယ်။ဘာကြောင့် video editing လို့ပြောလဲဆိုရင်ကျွန်တော်ဒီနေ့ခင်မှာဆိုရင်ကျွန်တော် personal branding လုပ်တဲ့လူတွေလည်းအများကြီးရှိလာလို့ကျွန်တော် video content ကနေပြီးစင် content marketing လုပ်တဲ့လူတွေအများကြီးရှိလာတာဖြစ်ပါတယ်။ဆိုတော့ဒီလိုလူတွေများလာရင်များလူတိုင်းကဒီ scale ကိုမတက်မြောက်ထားဖို့ဆိုရင်ကျွန်တော်ဒီ scale တက်မြောက်ထားတဲ့လူစီမှာပတ်စံပြီးမှလောလောကြတာဖြစ်ပါတယ်။ဆိုတော့ဒီ scale ကိုဒါတက်မြောက်ထားမယ်ဆိုရင်ကိုယ့်ရဲ့ဝန်စာအတွက်ပါဒါတင်မကောက်ကိုကျွန်တော်တို့အတွက် personal ကိုကို personal branding တိဆောက်တဲ့ခါမှာဖြစ်ဖြစ်ပြည်သူများရဲ့လုပ်ငန်းတွေကိုပဲဖြစ်ဖြစ်ကူညီတဲ့ခါမှာအများကြီးအကျိုးတက်ရောက်တဲ့ scale ပညာ scale set တစ်ခုဖြစ်ပါတယ်တတိယချက်နဲ့ရော digital marketing နဲ့ social media marketing မှာဒီ scale ကဆိုရင်ရှေ့က scale တစ်ခုတည်းအင်မတန်မြင့်ကျပြန်လာဖြစ်ပါတယ်ဆိုတော့လေ့လာရရလဲကျွန်တော်တို့အများကြီးအချိန်ပေးရတယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်တကယ်စိတ်ဝင်စားတဲ့ scale set ထဲမှာပါတယ်ဆိုရင်လေ့လာပါကိုယ်တိုင်အရှုံးရှိပါဦး ဘာလို့ဆိုရင်ဒီနေ့ကမှာကျွန်တော် company တွေအများစုတမမဟုတ်လည်းလုပ်ငန်းရှင်တွေအများစုကကျွန်တော် digital marketing ကိုဦးတည်မှလာလာဖြစ်တယ်။ဆိုတော့ဒီ skill set တွေကပြည်သားပြည်သူကို service ပုံစံမျိုးနဲ့ကိုယ်ကလုပ်လုပ်လို့ရမှာဖြစ်တယ်ပေါ့နော်။အခြေခံအကျဆုံးကတော့ကျွန်တော်တို့နည်းပညာတွေကိုလေ့လာပါ digital skill တွေကိုလေ့လာပါဒါဆိုရင်ကျွန်တော်တို့အတွက်အချိန်မှာဒီရတယ်က income တစ်ခုတော့မှမဟုတ်ကျွန်တော်တို့ရဲ့အောင်မြင်မှုတစ်ခုကိုပေါ်ဆောင်တဲ့အခါမှာအင်မတန်ပြင်အကျိုးဝင်ပြီးမှကျွန်တော်တို့အထောက်အကူအများကြီးပေးတယ် ပြဆက်ပြီးပြလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အာလုတ်စေရှင်နဲ့ content machine နဲ့အောက်ကကွန်မန်ဒါရေးပြီးသားလို့ရပါတယ်ဒါအပြင်ကျွန်တော်တို့ YouTube မှာ free လေးလာလို့ရတဲ့ website လေးသိရှိနေဆိုရင် share video မှာကျွန်တော်တင်ခဲ့ပြီးသားဖြစ်တဲ့2025မှာ achievement နဲ့လေ့လာတဲ့ skill များဆိုတဲ့ video မှာတွေ့ရောက်မှာကြည့်ရှုရပါတယ် review ကတော့ဒီလောက်ပါပဲ see you next episode